ကာယလှပတဲ့မြိုင်ဆန်းရွာလေးဟာတောင်ကြီးတစ်လုံးအမိပြုတ်ပြီးတဘာဝအလှတရားတွေနဲ့ပြည့်စုံနေတဲ့တောင်ချေရွာလေးတစ်ရွာဖြစ်ပါတယ်။ရွာသူရွာသားတွေကလည်းတယောက်နဲ့တယောက်ရိုင်းပင်းကူညီရင်းရိုးသားစွာနေထိုင်ကြပါတယ်။အဲ့ဒီရွာလေးမှာတော့စီသူလို့ခေါ်တဲ့မိဘမဲ့ကလေးငယ်လေးတအူဟာအသက်အရွယ်ကြီးရင်းနဲ့အဖွားနဲ့တူတဲအိမ်လေးထဲမှာဆင်းရဲဒုက္ခမျိုးစုံနဲ့နေထိုင်ခဲ့ရပါတယ်။တခြားသူတွေလိုတတောင်တတာမရှိဘဝကခက်ခဲကြမ်းတမ်းပေမဲ့စီသူလေးဟာရိုးသားဖြောင့်မတ်ပြီး စေတနာတရားတရားထက်သန်တဲ့ကလေးတယောက်ဖြစ်ပါတယ်။သူဟာအဖွားကိုချစ်ခင်ရှိုသေးပြီးရွာသားတွေကိုလည်းကိုအကျိုးမမျှော်ကိုပဲအမြဲကူညီပေးတတ်ပါတယ်။ဒါကြောင့်ရွာသူရွာသားတွေကသူ့ကိုကိုရဲ့ဆွေမျိုးရင်းချာတယောက်လိုချစ်ခင်ခဲ့ကြတာပေါ့။စီသူဟာနေ့ရက်တိုင်းမှာမနက်စောထပြီးအဖွားတို့ရိုးရှင်းတဲ့မနက်စာကိုပြင်ဆင်ပေးလေးရှိပါတယ်။အဖွားကြိုက်တတ်တဲ့ဟင်းလျာလေးတွေကိုချက်ပြုတ်ပြီးမှရွာရဲရစာသင်ကျောင်းလေးကိုစာသင်ဖို့ထွက်ခဲ့ရတာပါ။ သူဟာဆင်းရဲပင်ပန်းမှုဘလောက်ပဲရှိပါစေစိတ်ပြတ်မကြဘဲပညာကိုအားသုံးခွန်ဆိုင်ကြိုးစားသင်ယူပါတယ်ပြီးတော့ကျောင်းဆင်နာနဲ့တခြားကလေးတွေလိုမစော့ပဲရွာတွေကလွှင့်ပစ်ထားတဲ့ဗန်ဂျေပလတ်စတစ်နဲ့စက်ကူစုပ်စားတဲ့အမိုင်ဟောင်းပစ္စည်းတွေကိုလိုက်လံကောက်ယူပြီးရောင်းချပါသေးတယ်အဲ့ဒီကနေရတဲ့ပတ်စံလေးနဲ့အဖွားရဲ့ကျမ်းမာရေးဖြင့်မိသားစုတာဝန်ကိုခွဲဝေရှုခဲ့တာပါဒီနေ့တော့တန်တဲ့စက်ကူတွေပလတ်စတစ်ပုံးနဲ့အများကြီးရလိုက်တာပဲစီသူရဲ့ မင်းရတကယ်ကိုကြိုးစားတဲ့ကလေးတယောက်ပဲကွာမင်းရွယ်ကလေးတွေထဲမှာဒီလိုဘဝအတွက်ရုန်းကန်ပြီးပစ္စည်းဟောင်းတွေလိုက်ရောက်နေတာမင်းတယောက်ပဲတွေ့ဖူးတယ်ဒီလိုဆင်းရဲတဲ့ကြာမင်းဘဝအတွက်လည်းပတ်စံရှာပေးတာတော်လိုက်တာကွာချီကျူးတာကျေးဇူးတက်ပါတယ်ဦးလေးဒီလိုမလုပ်ရင်ထမင်းဝယ်စားဖို့တောင်ပတ်စံရှိမှာမဟုတ်ဘူးလေဒါကြောင့်ကျွန်တော်အားထုတ်ပြီးပစ္စည်းဟောင်းတွေလိုက်ရောက်ရတာပါဝင်ငွေနဲ့ပေမဲ့ကိုချွေးနဲ့စာနဲ့ရတဲ့ပတ်စံမို့တန်မို့ရှိပါတယ်ဦးလေးရဲ့မှန်တယ်သားကြီးမှန်တယ် ဒီလိုတွေးခေါ်တတ်တာကောင်းနေကွာဒီခေတ်မှာစာဝတ်နေရခက်ခဲတယ်လက်ဆက်မရှိအစင်မပြေဘူးကွာရှေ့ဆက်ပြီးစူးစားသွားပါစီသူရဦးလေးမင်းကိုအမြဲတမ်းအားပေးနေမယ်မင်းလိုကောင်းမွန်ပြီးစူးစားတဲ့ကလေးမျိုးတနေ့အောင်မြမအသေးချပဲကွာကျေးဇူးတင်ပါတယ်ဦးလေးဒါဆိုကျွန်တော်ပြန်လိုက်ပါအောင်မယ်တကယ်တမ်းမှာတော့စီသူရဲ့ဘဝဟာထင်သလောက်အေးချမ်းစွာမဖြတ်သန်းနိုင်ခဲ့ပါဘူးနေ့စဉ်နေ့တိုင်းစာဝတ်နေရအတွက်ရှာဖွေရင်း အသက်ရွယ်ကြီးရင်ပြီးကျန်းမာရေးမကောင်းတဲ့ဘွားကိုလည်းပြုစုရပါသေးတယ်။ဒါအပြင်နေတိုင်းလူလူမျက်ဖုံးဆိုတဲ့တငယ်ချင်းတစ်ယောက်ရဲ့အနိုင်ကျင့်တွေကိုလည်းခံနေရပါသေးတယ်။မျက်ဖုံးဟာချမ်းသာကြွယ်ဝတဲ့မိသားစုအားဆင်းသက်လာသူဖြစ်တာကြောင့်စီသူရဲ့ခံစားချက်ကိုလုံးဝကျူးမဆိုင်ပဲအမြဲနှိမ်ချပြီးအနိုင်ကျင့်ပြီးစော်ကားနေတတ်ပါတယ်။သူ့ရဲ့စကလုံးတွေကစီသူရဲ့ရိုးသားတဲ့ကြိုးစားအားထုတ်မှုကိုလောင်ပြောင်တယောဖို့သာရှိရွယ်ခဲ့တာပါ။အိုးကျောင်းစီသူ မင်းမလှုပ်ရှားလှုပ်ကောင်းတဲ့အများရှိရနဲ့ပါလို့တီလို့ညစ်ပတ်ပြီးတံပိုးမရှိတဲ့အမိုက်တွေကိုလိုက်ကောက်နေရလဲနည်းနည်းလေးမှဝင်ဝင်မြတဲ့အလုပ်ကိုမင်းမလို့လှုပ်နေသေးတယ်ကွာမင်းလို့စင်းရတဲ့သူနဲ့တခဲနဲ့ကြောင်းတက်ရတာငါတိတ်ခါကြတယ်ကွာရွာသားတွေကငါ့ကိုလည်းမင်းနဲ့တငယ်ချင်းလို့ထိန်ကုန်ကြလိမ့်မယ်ပြောရရင်တော့ဒီလိုအနာကက်မရှိတဲ့အလုပ်ကမင်းလို့မိပါမယ်စင်းရတဲ့ကောင်နဲ့ပဲတန်တာပေါ့ငါလို့မဟုတ်ဘူးကွာငါ့ကိုကြည့်ပါလားငါမှဆိုဦးစားကောင်းနေရှိတယ်ခင်မိတယ်ငါမှပတ်စံလည်းရှိတယ် ပြီးတော့အချိန်မရွေးလိုချင်တာအကုန်ရတယ်ကွာမင်းမကောင်းကောင်းမွန်မွန်ကိုဖို့ဝတ်တောင်မရှိဘူးမှလားရွာရဲလူတွေမင်းရှက်တဲ့နဲ့မထင်ဘူးလားငါအမှန်တိုင်းပြောနေရတော့စီသူစီသူဟာမျက်ဖုံးစီကနေလောင်ပြောင်ခံရပေမဲ့ဘတော်မတုံ့ပြန်ဖို့စိတ်ကူးမရှိခဲ့ပါဘူးသူဟာပြုံးယောင်တန်းတဲ့အမူအရာလေးနဲ့ပဲကောင်းလေးငုံကအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်စိတ်ထဲမှာလည်းမျက်ဖုံးပေါ်မှာဘလို့အာကာတမလုံးဝမထားခဲ့ပါဘူးတပတ်လူကိုပြန်မတုံ့ပြန်ပဲ ကိုဖက်ကသာကောင်းတဲ့အရာကိုဆက်ပြီးလှုပ်ဆောင်တာကအကောင်ဆုံးပဲလို့ယုံကြည်ထားခဲ့လို့ပါ။ဒါကြောင့်စီသူဟာလူတွေရဲ့ပြောဆိုအနိုင်ကျင့်မှုတွေကိုတီးခတ်ပြီးဆရာဖြစ်ချင်တဲ့သူ့ရဲ့အိမ်မက်ကိုသာအကောင့်ထည့်ဖို့ဖို့ကြိုးစားခဲ့ပါတယ်။တခြားသူတွေနဲ့မတူပဲပါပိုင်ဆိုင်မှုမှမရှိပေမဲ့စီသူရဲ့ယဉ်ထဲမှာတော့ကြီးမားတဲ့ရည်မှန်းချက်တွေကခိုင်မာလို့နေပါတယ်။ပြီးတော့အဖွားပေါ်ထားတဲ့ဂျေဆုတိတက်မှုတွေကလည်းအပြည့်အဝရှင်သန်နေခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှစီသူဟာ ကျောင်းဝပြန်လာပြီးအိမ်လေးရဲ့အောက်မှာမျက်နှာညှိုးငယ်စွာနဲ့ထိုင်နေပါတယ်။အလို့ထိုင်နေတာကိုအဖွားကမြင်တဲ့အခါသူဟာတစုံတစ်ခုကြောင့်စိတ်မကောင်းဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါပြီ။သူမြေးမှာမကောင်းတဲ့အကြောင်းအရာတစ်ခုခုရှိနေပြီပေါ့။ဒါကြောင့်ဖွားလဲစိုးရင်တကြီးနဲ့မြေးဖြစ်သူကိုကယူနာတတ်စွာမေးလိုက်ပါတယ်။မြေးလေးမြေးလေးရဲ့ဘာဖြစ်လာလဲကွ။ဘာလို့တယောက်တည်းဒီလိုထိုင်နေရလဲ။အဖွားကပြောပြအောင်လေ။ဘာအကြောင်းနေရှိလို့ငါမြေးလေးကဝမ်းနေနေရလဲ။ ကျွန်တော်ဘာမှမဖြစ်ပါဘွာဒါပေမဲ့ကျွန်တော်နားမလဲဘူးဘာလို့ចောင်းဝတ်တငယ်ချင်းတွေอ่ะကျွန်တော်မိပါမယ်အမှိုက်ောက်တဲ့ကလေးစင်းရဲတဲ့သူလို့ခေါ်ပြီးအမြင်နေနေကြတာလေပြီးတော့ဘသူမှလည်းကျွန်တော်နဲ့မပေါင်းချင်ကြဘူးအဖွာအဲ့ဒီစကားကိုကြားလိုက်ရတော့အဖွာရဲ့ရင်ထဲမှာမြေပေါ်တနာလွန်းလို့ဝမ်းနေသွားခဲ့ပါတယ်တခြားကလေးတွေရဲ့ရိုင်းဆိုင်တဲ့စကားတွေနဲ့ဆိုးရွားတဲ့ပြုမှုတွေကြောင့်မြေလေးရဲ့နှလုံးသားထိခိုက်ရတာကိုတွေ့ပြီးအဖွာလည်းထတ်တူနာကျင်ရတာပေါ့ ။တာကြောင့်ဖွားဟာမြေးလေးကို အဖိုးတန်တဲ့စကလုံးတွေနဲ့အားပေးလိုက်ပါတယ်။မြေးလေးရဲ့အဖွားပြောတော့တေချာနားထောင်။သူတို့ကမြေးကိုနှိမ်ချအနိုင်ကျင့်ပေမဲ့မြေးတက်နိုင်တဲ့လောက်တီးခတ်မှာစာကိုစူးစမ်းပြီးတော့အဆုံးသတ်အောင်သင်ယူပါ။အဖွားယုံကြည်တယ်။အနာကတ်မှာမြေးလေးလူကောင်းတယောက်ဖြစ်လာလိမ့်မယ်။ဟုတ်တယ်။အဖွားကဆင်းရဲတယ်။အဝတ်လက်လက်တွေဝတ်ဆရာမရှိဘူး။တခြားသူတွေလိုမိပါမရှိဘူးဒါပေမဲ့ဒါတွေဟာအနာကတ်မှာပဲတော့မှအရေးမကြီးဘူး အရာတွေကအတီးကမဟုတ်ဘူးမြေးလေအရေးကြီးတာမြေးဟာစိတ်ကောင်းရှိပြီးဘသူ့ကိုမှမနာလို့မဖြစ်ဖို့သူများပြည့်စည်မခိုးဖို့နဲ့မကောင်းတာမလုပ်ဖို့ပဲသူတို့ရဲ့စော်ကားမှုတွေကနာကျင်စရာကောင်းပေမဲ့တီးခံလိုက်ပါမြေးရဲ့တကယ်လို့မြေးလေးသာစိတ်ကောင်းကောင်းထားပြီးကြိုးစားမယ်ဆိုရင်တနေ့နေ့ကောင်းမွန်တဲ့ဘဝတစ်ခုရမှအသေးချာပဲအဖွာရဲ့နှစ်သိမ့်စကားတွေကိုကြားလိုက်ရတဲ့အခါမှာစီသူရဲ့စိတ်နှလုံးဟာအေးချမ်းသွားခဲ့ပါတယ်ဒါကြောင့်စီသူလည်းအဖွာကိုပြုံးပြရင်း ခိုင်မာတဲ့ကတိစကားပြောလိုက်ပါတယ်။ဂျေစုတမားရဲ့ဖွားရင်ကျွန်တော်ဖွားပြောတော့အကုန်လုံးလိုက်နာပါမယ်။ကျွန်တော်ကောင်းတဲ့လူတယောက်ဖြစ်အောင်ကြိုးစားပြီးတော့ပတ်စံရှာပါမယ်။ဒါမှအဖွားရဲ့တာဝန်မျှဝေရှုနိုင်မှာသူတို့ရဲ့နှိမ်ချဆက်ဆံမှုလောင်ပြောင်မှုတွေကိုကျွန်တော်ဘတော်မှကယူမဆိုင်တော့ပါဘူးဖွား။တော်လိုက်တာမြေလေးရဲ့မြေလေးအမြဲတမ်းမှတ်ထားပါ။အဖွားမြေရဲ့ဘေးမှာအမြဲတမ်းရှိနေမယ်ဆိုတာအဖွားရဲ့မြေလုံနိုင်မယ်လို့အဖွားယုံကြည်တယ်။အဲဒီလိုအဖွားရဲ့မြေတားပြေနဲ့နှစ်သိမ့်စကားတွေဟာ စီတုကိုအတိအမြင်တွေအများကြီးရရှိခဲ့ပါတယ်။သူဟာတခြားသူတွေလိုနှွေထွေတဲ့မိသားစုမရှိခဲ့နောင်သူ့ကိုအမြဲတမ်းချစ်ခင်ပြီးစိတ်သက်ခွန်အားပြည့်ပေးနိုင်တဲ့အဖွာတယောက်ရှိနေသေးတယ်ဆိုတာကိုနားလည်သွားခဲ့တာပေါ့။နောက်တနေ့မနက်ကျောင်းပြည့်ရမှာတော့စီတုဟာပုံမှန်တိုင်းအစိုးရထပြီးအမိုင်ဟောင်းတွေကိုလိုက်ကောက်နေပါတယ်။ဒီနေ့မှာတော့အရင်နေ့တွေထက်ပစ္စည်းအဟောင်းတွေအများကြီးစုမိနေတာကြောင့်စီတုလည်းဝမ်းသာပျော်ရွှင်နေခဲ့တာပေါ့။ဒီပစ္စည်းတွေကိုရောင်းပေးရတဲ့ငွေနဲ့ အဖွားအတွက်ချက်သားဝယ်ပြီးချက်ကျွေးဖို့ရည်ရွယ်ထားလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်တွေမှာအဖွားတယောက်ခင်းရွက်ကြုံနဲ့ငပိရဲ့တို့ဆရာပဲနေတိုင်းလိုလိုစားခဲ့ရလို့ပါ။ဒီလိုနဲ့တနေ့အောင်ရောက်တော့လမ်းဘေးမှာမျက်ဖုံးနဲ့သူ့တငယ်ချင်းတွေစကားပြောပြီးရီမောနေကြတာကိုလှမ်းတွေ့လိုက်ပါတယ်။အဲ့ဒီအခါစီသူရဲ့ရှင်ထဲမှာမနာလိုစိတ်ကလေးတော့အနေငယ်ဝင်လာခဲ့တာပေါ့။စီသူဟာသူ့စိတ်ကိုဘလောက်ပဲထိန်းချုပ်ပြီးကိုတော်ဝန်ကိုအာယုံဆိုင်ဖို့တတိပေးနေပါစေ။ တကယ်တမ်းတော့သူလဲကြီးလေးတဲ့တာဝန်တွေကိုထမ်းဆောင်နေရတဲ့တာမန်ကလေးတယောက်ပါပဲဒီလိုအခက်ခဲတွေနဲ့စိုးရိမ်မှုတွေလုံးဝမရှိပဲတခြားတငယ်ချင်းတွေလိုလွတ်လပ်ပေါ့ပါပဲစော်ကစားချင်တဲ့စိတ်ကသူ့ရင်ထဲမှာမတိမတာတုံးဝင်လာခဲ့တာပေါ့ဒါအပြင်မျက်ပုံးတို့လိုမျိုးတောက်ပါတဲ့ဝက်ကောင်းတွေကိုဝှချင်ခဲ့ပါတယ်အခုလိုညက်ပတ်ပြီးဘလေးလန်နဲ့အမိုက်အိတ်ကြီးကိုကြောပုတ်ကနှိမ့်စင်လိုက်ပြီးမယောင်းချင်တော့ဘူးလို့စိတ်ထဲကနေ တော်တော်လေးညှိတွားနေမိတာပေါ့ဒီလိုတွင်းနေတော့မှမျက်ဖုံးကသူ့ကိုမြင်သွားပြီးခါတိုင်းလိုပဲအထက်စီးဆန်တဲ့စကလုံးတွေနဲ့လှမ်းပြောလိုက်ပါတယ်ဟာဘသူများလဲလို့ကွာအမိုက်ကောက်တဲ့ကောင်းလေးစီသူပါလားမင်းပါစိတ်ကူးနဲ့ဒီလိုညစ်ပတ်နေတဲ့အမိုက်အိတ်ကြီးကိုထမ်းပြီးငါတို့နဲ့လာပေါင်းချင်တာလဲကွာကုကုကလည်းပြန်ကြည့်စမ်းပါဟမ်ညစ်ပတ်တဲ့ရုပ်ရည်နဲ့ငါတို့ကမင်းနဲ့မဆော့နိုင်ဘူးကွာဟေးစော်ရဲရဲမင်းအနှံ့ခံကြည့်စမ်း သူ့စီအားဆင်းရဲတဲ့အနှံ့တွေထွက်နေရမှာဟုတ်ဘူးလားကွာ။အေးဟုတ်တယ်ကွာ။မင်းလိုဆင်းရဲတဲ့သူကငါတို့လိုချမ်းသာတဲ့သူတွေနဲ့လာမပေါင်းနဲ့။ဒီလိုညှက်ပတ်တဲ့အိတ်ကြီးကိုနေတိုင်းတည်နေတာငါတို့နဲ့သာအပေါင်းအသင်းလောက်ရင်ငါတို့ကုန်သိခါကြရဲကွာ။ရွာသားတွေကငါတို့လည်းမင်းနဲ့တူတူအမိုက်ကောက်တဲ့ကလေးတွေလိုထိန်သွားလိုက်မယ်ကွာ။သွားစမ်းပါဝေးဝေးသွားစမ်းပါ။စီသူဟာအဲ့ဒီစကားတွေကြောင့်မတုံ့ပြန်နိုင်ပဲနေရာမှာတိမ်ရက်တန့်သွားခဲ့ပါတယ်။ သူဟာအခုလိုအနိုင်ကျင့်ခံရတာကြောင့်ဝမ်းနေပြီးစိတ်ထိခိုက်ရပေမဲ့အဖွားရဲ့စကားကိုအမှတ်ရကဘာမှမတုံ့ပြန်ခဲ့ပါဘူး။သူ့ရဲ့ကောင်းငုံပြီးမျက်ရည်တွေကျရင်အမိုက်အိတ်ကိုထန်းကတိတ်ဆိတ်စွာပဲရှေ့ဆက်သွားခဲ့ပါတော့တယ်။ဒီနောက်သူဟာရွာထိပ်ကရေကန်ပေးမှထန်းချပြီးမျက်ဖုံးနဲ့တငယ်ချင်းတွေရဲ့ရိုင်းဆိုင်တဲ့စကားတွေကိုပြန်စင်စားရင်ရှင်ထဲမှာအထီးကျန်ဆန်တယ်လို့ခံစားနေရတာပေါ့။အဲ့လိုဝမ်းနေပူဆွေးမှုတွေကရှိနေပေမဲ့ စီသူဟာလုံးဝစိတ်တက်မကြခဲ့ပါဘူး။သူကအရာရာကိုတီးခတ်နိုင်ဖို့ကြိုးစားပြီးစိတ်ကိုလည်းပြန်လဲတည်ငြိမ်အောင်လုပ်ခဲ့ပါတယ်။ဒီနောက်ကိုကိုကိုခိုင်မာတဲ့ဂတိပိတ်စကားကိုတတိုးလေးပြောလိုက်တာပေါ့။ငါစိတ်တက်မကြဘူး။ဒီနေ့နေ့မှာငါဘဝတိုးတက်လာမယ်။ငါစာအာသွန်ခွန်ဆိုင်သင်ယူပြီးတော့အလုပ်ကိုလည်းကြိုးစားလုပ်မယ်။ဒါမှငါလည်းတခြားသူတွေလိုကောင်းကောင်းမွန်မွန်နေထိုင်ရမှာ။ငါအဖွားလည်းကုန်ယူရမယ်။ဘသူရဲ့စကားမှငါရဲ့အိမ်မက်နဲ့ရည်ရွယ်ချက်ကိုဖျက်ဆီးခွင့်မပြုဘူး။ ဒါငါရဲ့ဂတိသစ္စာစကားပဲစီသူဟာဒီလိုစကားတွေပြောခတ်နေရပေမဲ့သူ့ရင်ထဲမှာတော့နောင်အနာကက်မှာအဖွာအတွက်ပိုကောင်းတဲ့ပွားတစ်ခု ဖန်နှီးနိုင်မယ်လို့မျှော်လင့်နေခဲ့တာပေါ့ဒီနေ့မှာတော့စီသူဟာမြက်ဖုံးရဲ့အိမ်ရှိမှာအမိုက်တွေလိုက်ကောက်ရင်းရုတ်တရက်အနှင်းငယ်ဟောင်းနှွမ်းနေတဲ့ဝတ်တထဲကိုအမိုက်ပုံပြီးမှကောက်ရလိုက်ပါတယ်အဲ့ဒီအိမ်ကြီးကမြက်ဖုံးရဲ့အဝတ်ဟောင်းဖြစ်လိမ့်မယ်လို့လည်းတွေးလိုက်မိတာပေါ့မြက်ဖုံးလိုချမ်းသာတဲ့သူတွေတော့ဒီဝတ်ဟောင်းဟာတန်ဖိုးမရှိတဲ့အမိုက်ဖြစ်ပေမဲ့ ။စင်းရဲတဲ့စီသူအထွက်ကတော့အဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ခုလိုပါပဲ။ဒါကြောင့်စီသူလည်းအယံဝန်းတာသွားပြီးစိတ်လှုပ်ရှားစွာတူတူလေးပြောလိုက်ပါတယ်။အိုးဒီအင်းကြီးလည်းအယံလှတာပဲ။နည်းနည်းပါးပါးပြေးနေပေမဲ့အိမ်ရောက်လို့ပြန်ချုပ်လိုက်ဝတ်လို့ရပြီ။ဒါမြက်ဖုံးရဲ့အင်းကြီးဟောင်းမဖြစ်ရမယ်။သူကအမိုက်ပုံးနဲ့လွန့်ပစ်ထားတာဆိုတော့ငါယူသွားလဲဘာမှပြောမှမဟုတ်ပါဘူးလေ။အခုဆုံကလည်းလှပါတဲ့အင်ကြီးကောင်းလေးဝှက်လို့ရပြီ။စီသူဟာစကားပြောပြရတဲ့အချိန်မစွဲတော့ပဲ အင်ဂျီကိုအမြန်ယူပြီးအင်ကိုပြန်ပြေးလာပါတယ်။အင်ပြန်ရောက်တဲ့အခါအပေါက်အပြဲလေးတွေအနှဲငယ်သားရှိတဲ့အဲ့ဒီအင်ဂျီကိုအဲ့ချီနဲ့တေချာဖာထိတ်ချုပ်လုပ်ခဲ့တာပေါ့။သူဟာအလွတ်လုံးနေရင်ကလည်းပျော်ရှင်စွာတွေးနေမိပါတယ်။အမ်ခဏနေဆိုပြီးပြီးငါလည်းအင်ဂျီလက်လာလေးဝေ့ရတော့မယ်။ဒီအင်ဂျီကြောင့်ငါအေးတော့မှာမဟုတ်ဘူး။ပို့ပြီးလဲတတ်တတ်ရရဖြစ်လာလိမ့်မယ်လို့ထင်တယ်။စီသူဟာတခြားသူတွေလိုပြေးဆုံးတဲ့ပိုင်ဆိုင်မှုမရှိခဲ့ပေမဲ့ သူ့ရဲ့ရှင်ထဲကအိမ်မက်ကိုရောက်လုံနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။အဲ့လိုနဲ့နောက်တနည်းမနက်မှစီသူဟာပုံမှန်တိုင်းအစိုးရထပြီးအမိုက်တွေလိုက်ကဖို့ပြင်ဆင်ခဲ့ပါတယ်။ပြီးတော့သူကိုယ်တိုင်ဖာထိတ်ချုပ်လုပ်ထားတဲ့အင်ဂျီကိုလည်းထိတ်ဟန်အပြေနဲ့ဝတ်ဆင်ထားလိုက်တာပေါ့။တခြားသူတွေရဲ့အင်ဂျီတွေလိုပြောင်ပြောင်လှက်လှက်လှပခြင်းမရှိပေမဲ့စီသူအတွက်တော့ဒါဟာသူ့ရဲ့စူးစမ်းအထောက်အမှုနဲ့ရခဲ့တဲ့အရာမဟုတ်လား။ဒါကြောင့်သူ့ကိုယ်သူလည်းဂုဏ်ယူနေခဲ့ပါတယ်။ ဒီလိုနဲ့စီသူဟာအမိုက်တွေလိုက်ကောက်နေတော့ညက်ဖုံးတို့တငယ်ချင်းတယောက်နဲ့ထတ်တွေ့ပြမာတယ်။ညက်ဖုံးဟာစီသူဝတ်ထားတဲ့အင်ဂျီကိုမြင်တဲ့အခါချက်ချင်းပဲတန်ဟာလွန်ခဲ့တဲ့ရက်တွေကသူအမိုက်ပုံးထက်လွန်ပြစ်လိုက်တဲ့အင်ဂျီဟောင်းဆိုတာကိုမှတ်မိသွားခဲ့တာပေါ့။ဒါကြောင့်ညက်ဖုံးနဲ့စော်ရဲတို့ဟာမကြည်မနှက်ဖြစ်ပြီးစီသူနှိမ်ချတဲ့စကလုံးတွေနဲ့အဆက်မပြတ်ပြောဆိုပါတော့တယ်။ဟဟခေအောင်စီသူမိပါမဲ့ကောင်အမိုက်ကောက်တဲ့ကောင် မင်းဟာတကယ်ကိုအင်ကြီးလက်လာလေးဝတ်ဖို့ပတ်စံမရှိတဲ့အထိစင်းရဲနေလားကွာငါအမိုက်ပုံးထက်လွင့်ပြစ်လိုက်တဲ့ဝန်ဟောင်းကောက်ယူပြီးဖာထေးဝင်ရဲတယ်ပေါ့မင်းမရှက်ဘူးလားဟမ်ထောက်တယ်မျက်ဖုံးရာစင်းရဲတဲ့သူကတော့အမိုက်ကောက်ပြီးရောင်းအောင်မှပတ်စံရမှာပေါ့သူတို့ဘေးကနေအဝတ်လက်လာလေးတွေဝယ်နိုင်မှာလဲဟာဟုတ်တယ်မလားဒီမှာမျက်ဖုံးငါပြောတာနားထောင်စမ်းပါဒီလိုလူမျိုးတွေမြင်ငါစိတ်ထဲတကယ်ရွမုန်းစရာကောင်းတယ်လို့ခံစားရတယ်သူများတွေပြက်ထားတဲ့အရာတွေကိုလိုက်ယူပြီးပြန်ဝတ်နေကြတာဖြစ်အောင်စီသူ မင်းနဲ့အဖေတကယ်ကိုဆင်းရဲတာပဲမင်းကိုယ်တိုင်လည်းပြန်ကြည့်စမ်းအပေါအပြဲတွေဖာထားတဲ့အင်ကြီးဝတ်ထားရတာမင်းအဖေလည်းတကယ်ကိုနှမျောလို့နဲ့လူကြီးပဲမင်းကိုအင်ကြီးကောင်းကောင်းလေးတထဲတော့မဝယ်ပေးဘူးလားစီသူဟာသူတို့နှစ်ယောက်ရဲ့နှိမ်ချပြောဆိုမှုတွေကိုညင်သက်စွာရက်ပြီးနားထောင်နေပါတယ်သူဟာအပေါအပြဲတွေနဲ့ဖာထိထားတဲ့သူအင်ကြီးကိုငောင့်ကြည့်ရင်းမြင့်ရီတွေကပါးနှစ်ဖက်ပေါ်ကနေစီးကြလာတာပေါ့ဒါပေမဲ့ ဘာမှပြန်မပြောဖို့မှားထားတဲ့အဖွားရဲ့ဆုံးမစကားကိုအမှတ်ရပေမဲ့တကယ်တမ်းမှသူလဲနှလုံးသားရှိတဲ့လူတယောက်ပဲမဟုတ်ပါလားအဲ့ဒါကြောင့်စီသူဟာခက်တိုးလေးပြန်ပြောလိုက်တယ်မြက်ဖုံးစီရဲမင်းတို့ငါ့ကိုဘာပြောပြောငါကိူးမဆိုင်ဘူးငါတီးခန့်နိုင်တယ်မင်းတို့ပြောတာအားလုံးမှန်တယ်လို့လဲငါလက်ခံတယ်ဒါပေမဲ့မင်းတို့ငါ့အဖွားကိုစော်ကားဖို့ဘာခွင့်ရမှမရှိဘူးဟုတ်တယ်ငါအဖွားချမ်းသာတာမဟုတ်ဘူးစင်းရဲတယ်ဒါပေမဲ့ ငါ့ကိုချစ်ချင်းမြတ်တာတွေအပြည့်နဲ့ပြုစုဆောင်ရှောက်ခဲ့တဲ့လူကောင်းတယောက်ပဲမင်းတို့လိုချမ်းသာပေမဲ့မောက်မှာပဲသူများတွေကိုအမြဲနှိမ်ချအနိုင်ကျင့်တဲ့သူတွေလိုမဟုတ်ဘူးသူများတွေဘလို့ခံစားရမယ်ဆိုတာမစင်စားပဲမင်းတို့လှုပ်ချင်တာလှုပ်နေကြရမှတ်လားစကားဆုံးတာနဲ့စီသူဟာစိတ်နှလုံးနာကျန်စွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်သူဟာမျက်ရည်တွေစီးကြနေရင်စိတ်ထဲမှာလည်းသူ့ကိုအမြဲနဲ့ချစ်ပြီးစိုးရင်ပူပန်ပေးတဲ့အဖွားရှိနေသေးတယ်ဆိုတဲ့ခံစားချက်ကိုအမှတ်ရနေခဲ့တာပေါ့ စီသူအိမ်ပြန်ရောက်တော့ဝမ်းနေနေတဲ့သူ့ရဲ့ပုံစံကြည့်ပြီးတကားဝမှာစောင့်နေတဲ့အဖွာကချက်ချင်းသိလိုက်ပါတယ်။သူ့မြေလေတငယ်ချင်းတွေစီအားနဲ့ထပ်ပြီးအနိုင်ကျင့်ခံလာရပြန်ပြီဆိုရာကိုပေါ့။မြေလေစီသူရဲ့မြေလေအနိုင်ကျင့်ခံရပြန်ပြီမှလား။မြေလေရဲ့စိတ်ရှည်တီးခံထားပါ။အဲ့ဒီကလေးတွေနဲ့ပြန်ပြီးတော့ရမဖြစ်နဲ့နော်။မြေးလေးဒီလိုအနိုင်ကျင့်ခံနေရတာမြင်ရတော့အဖအရှမ်းဝမ်းနေတာပဲမြေးရဲ့မိဘတွေသာရှိနေသေးရင မြေလေးရဲ့ဘဝတလောက်ထိခက်ခဲမှာမဟုတ်ဘူးအဖွားကိုယ်တိုင်ကလည်းတခြားသူတွေလိုပတ်စံမရှိတော့မြေကိုပျော်ရွှင်အောင်မထားနိုင်ဘူးကွယ်အဖွားရဲ့အတန်ဟာမြေဖြစ်သူအတွက်ဘဝကောင်းတကူမပေးနိုင်တဲ့ပေါ်ကိုကိုကိုအပြစ်တင်နေမှန်းစီသူနားလည်လိုက်ပါတယ်သူ့အပေါ်ထားတဲ့အဖွားရဲ့မြေတားနဲ့စိုးရင်ပူပန်မှုတွေကိုခံစားမိတဲ့အခါစီသူလည်းချက်ချင်းပဲအဖွားကိုနှစ်သိမ့်လိုက်ပါတယ်အဖွားရဲ့စိတ်မပူပါနဲ့ကျွန်တော်ဘတော်မှဆက်ရမငယ်ပါဘူးတခြားကလေးတွေလိုတငယ်ချင်းမရှိတာ အဝတ်လက်လာလေမဝေးရတာကျွန်တော်ကြိုးမဆိုင်ဘူးကျွန်တော်သိပါတယ်အဖွားကျွန်တော်ဘလောက်ချစ်ပြီးစိုးရင်လဲဆိုတာကျွန်တော်မှာအဖွားရှိုံနဲ့တင်ပျော်ရွှင်နေပါပြီကျွန်တော်ဂတိပေးပါတယ်အဖွားကျွန်တော်စောင့်ကြိုးစားမယ်လူကောင်းတယောက်ဖြစ်အောင်လဲကျွန်တော်တင်ယူမယ်ဂျာမအဖွားဂုံယူရမှာပေါ့နောက်တစ်ချိန်မှာကျွန်တော်တို့ဘဝတွေပိုပြီးကောင်းမွန်လာအောင်ကျွန်တော်အရာရာကြိုးစားလှုပ်ဆောင်သွားပါမယ်စီသူရဲ့ခိုင်မာတဲ့ဂတိစကားကိုကြားလိုက်ရတဲ့အခါမှာအဖွားလေဝမ်းသာလို့ကြားတဲ့မျက်ရည်တွေကြားကနေပြုံးပြလိုက်ပါတယ် မြင်းရဲ့ဂတိဟာအဖွားရဲ့မျောလင်းချက်တွေကိုအပြည့်အဝဖြည့်ဆည်းပေးလိုက်တယ်လို့ပါပဲသူတို့နှစ်ဦးဟာတဲအိမ်ဟောင်းလေးထဲမှာစင်းရဲစွာနေထိုင်ရပေမဲ့အချင်းချင်းနားလည်မှုတွေနဲ့ပျော်ရွှင်နေကြရပါတယ်။လှပေါင်းများစွာကြာမြင့်လာတဲ့အခါတစ်ချိန်ကအမိုက်ဟောင်းတွေလိုက်ကောက်ရင်အလုတ်ကိုကြိုးစားလုပ်ခဲ့တဲ့ကောင်းလေးစီသူဟာအခုတော့ရီမန်းချက်ကြီးပြီးဇွဲရှိတဲ့လူငယ်တယောက်ဖြစ်လို့နေပါပြီ။ စီသူဟာကျွာထဲမှာရှိတဲ့အထက်တန်းကျောင်းကိုအောင်မြင်စွာပြီးဆုံးခဲ့ပြီးအတန်းထဲမှာအမတ်အကောင်ဆုံးနဲ့ပထမနေရာကိုရရှိခဲ့ပါတယ်။သူရဲ့ထူးချွန်မှုကြောင့်စီသူဟာမြို့ကြီးမှာရှိတဲ့တက္ကသိုလ်ကိုပညာသင်ဆုနဲ့ဆက်လက်ပြီးတက်ရောက်ခွင့်ရခဲ့တာပါ။မြေးလေးရဲ့အဖွားမြေးလေးကိုရမ်းကုန်ယူတာပဲ။မြေးအထက်တန်းအောင်မြင်အောင်မကဘူး။အခုမြို့ကြီးမှာကျောင်းဆက်တက်ဖို့ပညာသင်ဆုပါရခဲ့ပြီ။ငါမြေးအရင်တော့အဖွားပြောခဲ့တယ်လို့တက်နိုင်တယ်လို့တီးခတ်ပြီးစူးစမ်းပါကွယ်။ တက်ကတူပွဲလက်မှတ်ကိုယူလာပြီးအဖွားကိုပြပောင်းနော်ဟုတ်ကဲ့ပါဖွားကျွန်တော်ကတိပေးပါရယ်ကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့အနာဂတ်အတွက်သေသေးချာချာစူးစမ်းတင်ယူသွားပါမယ်ဒါပေမဲ့အဖွားရယ်ကျွန်တော်မြို့ကိုသွားပြီးကြောင်းဆက်တက်ဖို့တိတ်ဆိတ်မပါဘူးဘာလို့လဲမြေလေးရယ်ဒါမြေအနာဂတ်ပဲလေဒီအခွင့်အရေးကိုမြေလေးဆောက်ကင်ထားရမယ်ကျွန်တော်သွားရင်အဖွားကဘသူကစောင့်ရှောက်ပေးမှလဲအဗျာသွားပါမြေလေးရယ်အဖွားကိုစိတ်မပူပါနဲ့အဖွားကျမ်းမာရေးကောင်းပါသေးတယ် ကိုကိုကိုလည်းကယူဆိုင်နိုင်တယ်။မြီးက၄နှစ်ပဲသွားရမှာလေ။အကြိုင်မဟုတ်ပါဘူးကွယ်။မြီးဆောင်စူးစမ်းတင်ယူဖို့ပဲအတိကထားပါ။ပြီးတော့အဖေါ့ကိုပေးထားတဲ့ကတိကိုမမေ့နဲ့နော်။သူတို့နှစ်ဦးဟာနှွေးထွေးတဲ့စကားတွေပြောဆိုပြီးနောက်အိမ်ယာဝင်ကအနားယူလိုက်ကြပါတယ်။ရဲအနှင်းငယ်ကြားတဲ့အခါမှာမျောလင့်ချက်တွေနဲ့ရွာကိုခွဲခွာပြီးမြို့ကြီးစီရောက်သွားခဲ့တာပေါ့။စီသူဟာပတ်ဝန်းကျင်တဲ့နဲ့မျိုးပြနေထိုင်မှုပုံစံတွေကိုအသားကြောင့်စူးစမ်းပြီး စာကိုဂရုတစိုက်သင်ယူနေခဲ့ပါတယ်။တားအပြင်ចောင်းစီရင်နဲ့အဖွားကိုထောက်ပံ့ဖို့အချိန်မှန်အလုပ်တွေလုပ်နေပါသေးတယ်။အဖွားရဲ့တာဝန်မျှဝေထမ်းပိုးနိုင်ငါအောင်မြင်ရမယ်။ငါစာအဆုံးနဲ့သင်ယူပြီးရင်ကျွာကိုပြန်ပြီးတော့အဖွားကိုပြုစုရမယ်။အခုဆိုရင်အဖွားတယောက်တည်းဘယ်လိုနေနေရမလဲမသိဘူး။စီသူဟာအလုပ်လုပ်ရင်စားချက်ရင်းနဲ့မအားတဲ့ကြားကသူ့အဖွားကိုလွမ်းဆွနေခဲ့တာပေါ့။ စီသူဟာငွေကြေးအတွက်မပူပန်ရအောင်စာကိုကြိုးစားတင်ယူရင်းအလောက်ကိုလောက်ခဲ့တာကြောင့်ပတ်စံစုမိပြီးចောင်းစီအတွက်လည်းပြဿနာမရှိခဲ့ပါဘူးစီသူဟာညရောက်တိုင်းအဖွားဖြစ်သူနဲ့စကားပြောခဲ့ဖို့တဲ့အတိတ်ကိုတတိယရင်ကတိန်ပေးနာမှာခဏထိုင်ပြီးမှအိယာဝင်လိမ့်ရှိပါတယ်အဲ့ဒီအချိန်ရွာမှာတော့အဖွားဖြစ်သူဟာနေတိုင်းလူလိုအိမ်မိုးကိစ္စတွေပြီးရနဲ့တဲအိမ်လေးအောက်မှာထိုင်ပြီးခြေရတဲ့မြေလေးပြန်လာမဲ့လမ်းကိုမျှော်ကြည့်နေလိမ့်ရှိပါတယ်မြေလေးစီသူရဲ့ မြို့ကြီးကနေပေတော့များမှပြန်လာမှလဲအဖွားမျိုးကိုလွမ်းလာပြီးအခုဆိုအဖွားလည်းတော်တော်လေးကိုအိုမင်းနေပြီးမြေးပြန်လာတဲ့အချိန်ကျရင်မြေးရဲ့အောင်မြင်မှုကိုမြင်ရဖို့အဖွားမှာအင်အားရှိပါအောင်လားမသိပါဘူးကွယ်အဖွားဟာအသက်ရွယ်ကြီးရင်လာတာနဲ့မျှကျမ်းမကြီးလည်းမကောင်းပဲမကြာခဏဆိုသလိုဖျားနာနေခဲ့ပါတယ်ဒါကြောင့်မဲ့အဖွားဟာမြေးလေးကိုအရန်လွမ်းဆွတ်ပြီးစိုးရင်နေခဲ့တာပါသူတို့မြေးအဖွားနှစ်ယောက်ထားခဲ့တဲ့ဂတိအတိုင်းပဲအောင်မြင်မှုတွေကိုမြင်ချင်နေခဲ့တာဖြစ်ပါတယ် ဒီလိုနဲ့လေးနှစ်ကြာပြီးတဲ့နောက်စီသူဟာဆရာဖြစ်တဲ့နန်းကိုအောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။သူစိတ်ကူးထားတဲ့အချိန်စာတိရွာလေးကိုပြန်လာပြီးအခွင့်အရေးနှဲပါတဲ့ကလေးတွေကိုပညာပြန်ပေးမယ်လို့ရည်ရွယ်ခဲ့တာပါ။အဖွားအတွက်လည်းအိမ်သစ်ဆောက်ပေးမယ်လို့စိတ်ကူးနေခဲ့တာပေါ့။အဖွားရဲ့ကျွန်တော်အောင်မြင်သွားပြီနော်။အဖွားအရင်ပျော်လိမ့်မယ်ထင်တယ်။ဒီကိစ္စလေးတွေရှင်းပြီးလို့မနှက်ပြန်ကြရင်ကျွန်တော်ပြန်လာခဲ့ပါမယ်။ကျွန်တော်ရဲ့အောင်မြင်မှုကိုအဖွားပျော်ရှင်စွာဂုဏ်ယူဖို့စောင့်နေပေးပါနော်။ နောက်နေ့မနက်မှာတော့စီသူဟာအထုံးအပေါ်တွေနဲ့မြို့ကနေရွာကို ပြန်ရောက်လာပါတယ်။ဒါပေမဲ့ရွာသားတွေများကြီးဟာသူ့အိမ်ရှိမှစူယုံနေတာကိုတတိထားမိလိုက်တဲ့။ဒါအပြင်တချို့ရွာသားတွေကမြေကြီးတွေနဲ့ဝမ်းနဲ့ပူဆိုးနေကြတာပါ။အဲ့ဒီချိန်ရွာသားတယောက်ကစီသူကိုမြင်ပြီးအလောတကြီးနဲ့စကားဆိုလိုက်ပါတယ်။ဟိကောင်စီသူမင်းပြန်လာပြီလား။အခုမြင်မြန်အိမ်ထဲဝင်သွားလိုက်တော့မင်းပြန်လာတာဝမ်းသာပေမဲ့မင်းအဖွာတော့ဆုံးမသွားပြီကွာ။ အဲ့ဒီစကလုံးတွေဟာစီသူရဲ့ရှင်ကိုမိုးကြိုပြစ်ချသလိုခန်းစားလိုက်ရပါတယ်။သူ့အဖွားဟာတလောက်မြင်မြန်ကြီးထွက်ခွာသွားလိမ့်မယ်လို့စီသူလုံးဝမတွေးခဲ့မိပါဘူး။စီသူဟာအဖွားရဲ့အလောင်းရှိမှာဝမ်းနဲ့စွာနဲ့တူးထောက်ချလိုက်ပြီးငိုကြွေးပါတော့တယ်။အဖွားကျွန်တော်အောင်မြင်သွားပြီလေ။အဖွားထမကြည့်တော့ဘူးလား။ဆရာဖြစ်ချင်ခဲ့တဲ့ကျွန်တော်ရဲ့အိမ်မက်တိုင်းဖြစ်လာပြီးအဖွားရဲ့အဖွားကိုဂတိပေးခဲ့သမျှအရာရာကိုကျွန်တော်ဖန်တီးပေးမယ်လို့စိတ်ကူးထားခဲ့တာ။ဒါပေမဲ့အဖွားရဲ့ အခုတော့အဖွားကျွန်တော်ပြီးမှမရှိတော့ဘူးကျွန်တော်ဘလို့ဆက်ပြီးရှင်သန်ရပါမလဲအဖွားရေကျွန်တော်ထားကြည့်ပါအောင်အဖွားရေစီသူဟာသူ့ရဲ့မျက်ရည်တွေကိုလုံးဝမထိန်ချုပ်နိုင်တော့ပဲအာပါတရငိုကြွေးလိုက်ပါတယ်ဒါပေမဲ့အဖွားရဲ့ဆုံးမစကားတွေကိုအမြင်စိတ်ထဲမှာမှတ်ထားပြီးဘတ်တော့မှလမ်းမမလိုက်ပဲဂီယူတဆိုင်နဲ့နေထိုင်မယ်လို့ရှင်နေကနေကတိပေးလိုက်ပါတယ်ဂျီလုံးနဲ့လာပေါင်းများစွာကြာမြင့်သွားတဲ့အခါ စီသူဟာရွာကစာတင်ကြောင်းမှာဆရာတယောက်ဖြစ်ကုံယူစွာနဲ့တာဝန်ထမ်းဆောင်နေပါပဲ။သူ့ရဲ့အသိပညာဉာဏ်ပညာနဲ့စေတနာမြတ်တာအားလုံးကိုအခွင့်ရေးနေပါတဲ့ကလေးငယ်တွေစီပေးအပ်ခဲ့ပါတယ်။သူဟာကလေးတွေကိုပညာသင်ပေးရင်သူ့ဘဝဆက်ကြောင်းကိုလည်းအားပေးစကားဖြင့်ပြောပြပေးလိမ့်ရှိပါတယ်။ကလေးတို့စင်ရချင်းဆိုတာငါတို့ရက်တန့်စေနိုင်တဲ့အတားစီမဟုတ်ဘူး။မင်းတို့အားလုံးကြိုးစားမယ်၊တီးခတ်မယ်၊ရည်ရွယ်ချက်ခိုင်မာမယ်ဆိုရင်အားလုံးအောင်မြင်နိုင်ပါတယ်။ စီသူဟာကလေးတွေကိုအဲ့ဒီလိုအကောင်းမြင်စိတ်နဲ့စွဲလုံလာရှိမှုဆိုင်ရာတွေးခေါ်တွေကိုအမြဲတမ်းတင် जा ပေးပါတယ်။ဒါကြောင့်ကလေးတွေတင်မဟုတ်ပဲလူကြီးသူမတွေကပါသူ့ကိုလေးစားချစ်ခင်ပြီးကြွားရဲ့မျော်လင့်ချက်အဖြစ်သတ်မှတ်ခဲ့ကြတာပါ။ဒီအခါဆရာစီသူရဲ့ဘဝဟာအရှင်လိုမဟုတ်တော့ဘဲနဲ့ပျော်ရွှင်မှုတွေနဲ့ဂုဏ်ယူစရာတွေပြည့်နေကြတာပေါ့။ဒါပေမဲ့အဲ့ဒီချိန်မှာငယ်စဉ်ကလေးကစီသူကိုလောင်ပြောင်ပြီးအနိုင်ကျင့်ခဲ့တဲ့မျက်ဖုံးကတော့တကယ့်ကိုဆိုးရွားလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့မျက်ဖုံးဟာမွေကလေးကစီးစင်ချမ်းသာနဲ့ဖြတ်တန်းရတာကြောင့်ကြိုးစားအားထုတ်မှုရဲ့တန်ဖိုးမသိပဲပြင်းရည်နေခဲ့တာပါသူဟာကျောင်းဝင်လဲဆုံးခန်းတိုင်အောင်မတက်ခဲ့ပါဘူးတအားဖြင့်သူမိဘတွေဆုံးပါသွားတဲ့အခါပိုင်ဆိုင်သမျှအမွေအားလုံးရောင်းချပြီးလောင်းကစားလုပ်ခဲ့ပါတယ်နောက်ဆုံးမှာတော့အတက်ပညာရဲလို့ဘာတခုမှမတက်ကြွတဲ့မျက်ဖုံးဟာအသက်ဆက်ရှင်တန်ဖိုးအမိုက်ကောက်တဲ့သူဘဝကိုရှောက်သွားခဲ့ရပါတော့တယ်ဒီပုံပြင်လေးရဲ့အဆုံးကတော့ ဆွေနဲ့ကြိုးစားအားထုတ်မှုတည်တာအောင်မြင်ခြင်းတို့ပို့ဆောင်တော့တခုတီးတော့လမ်းကြောင်းဖြစ်သည်ဆိုတဲ့စကားပုံတိုင်းပဲမျက်ဖုံးနဲ့စီသူရဲ့ဘဝတွေကိုကြည့်ပြီးအထင်ရှားသိမြင်နိုင်ပါတယ်။စီသူဟာဆင်းရဲတဲ့မိဘမဲ့ဘဝကနေမွေးဖွားလာခဲ့ပေမဲ့ဆွေလုံးလကြိုးစားအားထုတ်မှုနဲ့တီးခတ်မှုကိုအရင်တီးခဲ့လို့သူ့ရဲ့အိမ်မက်တိုင်းဘဝမှာအောင်မြင်ခဲ့ပါတယ်။ ချမ်းသာတဲ့မိသားစုကမွေးဖွားလာခဲ့တဲ့မျက်ပုံးတက်တော့စီးစိမ်ဥစ္စာတွေဟာအမြဲတမ်းသူ့ဘေးမှာထာဝရရှိနေမှာမဟုတ်ဘူးဆိုတာကိုတတ်သိပြခဲ့တာပါ။ဒါကြောင့်ခိုင်မာတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားအားထုတ်မှုဟာလူတိုင်းရဲ့ဘဝကိုအောင်မြင်မှုစေပို့ဆောင်ပေးမဲ့အတ္တိကတော့ချက်တွေပဲဖြစ်ပါတော့တယ်ရှင်။ဟုတ်ကဲ့ပါရှင်။ကျမတို့ဘဝတွေအတွက်အရန်ကိုသင်ငန်းစာကောင်းပေးသွားတဲ့ဆလံကောင်းလေးတစ်ပုဒ်ပါ အခုလိုဆလံကောင်းတွေကိုကြည့်ရှုချင်နေဆိုရင်တော့ ကျမတို့ရဲ့ ZNK channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။အားပေးနေတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦးမယ်နော်။